မင်္ဂလာပါခင်ဗျာရေပေါ်အုတ်ဒီထုတ်လုပ်တဲ့နေရာမှာဝိတ်ပေါ်အုတ်ဒီထုတ်လုပ်တဲ့နေရာမှာတာမန်အုတ်ဒီတဲ့အလုံးကြီးပါတယ်သူ့ site တွေကိုလည်းရောင်းတဲ့စိတ်ုံတွေမှာလေ့လာလို့ရပါတယ်တာမန်အုတ်ဒီတဲ့ကို6လုံး site တော့၎င်း10လုံး site တော့၎င်းရောင်းချနေတာတွေရှိပါသည်ဒါကတော့ရန်ကုန်မြို့ပေါ်မှာရှိတဲ့ Travel 3အုတ်စိတ်ုံကထုတ်လုပ်တဲ့စိတ်ုံရဲ့မြင်ကွင်းလေးနဲ့သူ့ရဲ့လိပ်စာလေးတွေဖြစ်ပါတယ်သူ့စိတ်ုံမှာဆိုရင်လည်း အုတ်ထုတ်နေတာကိုလိလာလူလည်းရပါတယ်ဈေးနှုန်းတွေကိုလည်းအချိန်နဲ့တပြေးညီတင်ပြထားတာတွေလည်းရှိပါတယ်စက်ယုံကိုလည်းလူကြီးမင်းတို့ကိုယ်တိုင်လာရောက်လိလာပြီးတော့ဝယ်ယူလို့လည်းရပါတယ်သူစက်ယုံကရန်ကုန်မြို့နွယ်ကွေးစံပြတ်ကျွော်နာမှာရှိပါတယ်တခြားထုတ်လုပ်တဲ့ပစ္စည်းတွေကတော့ CSC Brigade တွေကိုတချို့ပိုင်ရှင်တွေကအမြုပ်စစ်တွေဝယ်ပြီးတော့ကိုယ်တိုင်ထုတ်လုပ်ပြီးတော့ကိုယ်တိုင်ပဲမိမိခြံတွေကိုကာတဲ့လူတွေလည်းရှိပါတယ် မိမိမှာလက်ငုလက်ရင်းရှိတဲ့အုံမွေးသုံးလုံး၎င်းလေမုတ်ဆက်တော်၎င်းရှိလို့ရှိရင်အမြုပ်ဆက်တွေဝယ်ပြီးတော့ဒါမျိုး pre get တွေနဲ့ကိုယ်တိုင်ထုတ်လုပ်ပြီးကာယူလို့လည်းရပါတယ်ကိုယ်တိုင်အုတ်တွေလုတ်ယူလို့လည်းရပါတယ်တချို့ပန်ရှင်တွေကအမြုပ်ဆက်လေးတလုံးပဲဝယ်ပါတယ်မိမိကိုယ်တိုင်ဤပညာတွေကိုမျှဝေတဲ့နေရာမှာလာယူရတင်ယူပါတယ်တင်ယူပြီးတော့အုတ်တွေထုတ်ပြီးတော့မိမိကိုယ်တိုင်စက်ယုံတွေလိုပဲထုတ်လုပ်တာတွေရှိပါတယ်ယခုမြင်တွေ့ရတာကတော့ ဒီလို pregate အပြားတွေမှာထည့်သုံးတဲ့ fiber မြင်နေဖြစ်ပါတယ်ဒီ fiber မြင်တွေကိုလည်းပါဝင်တဲ့လိပ်စာအတိုင်းမှာမှာယူလို့လည်းရပါတယ်ဒီလို fiber မြင်တွေကဆိုလို့ရှိရင် pregate အပြားတွေထုတ်လုပ်တဲ့နေရာမှာတော့၎င်းတခြား material ပစ္စည်းတွေမှာတော့၎င်းရောမှုပြီးတော့တုံးလို့လည်းရပါတယ်အုတ်တွေကိုထုတ်လုပ်တဲ့နေရာမှာနီးပြီးတော့မှလည်း နီးနားပတ်ဝန်းကျင်က မြို့တွေကနေလဲဝယ်ယူလို့လည်းရပါတယ်။နီးပြည်တော်မှာရှိတဲ့စိတ်ုံမှာဆိုရင်လည်းအုတ်နီးပညာနဲ့ပတ်သက်ရလောက်အောင်ဆက်နီးပညာနဲ့ပတ်ရတဲ့လောက်လာရောက်လေ့လာလို့လည်းရပါတယ်။နီးပြည်တော်စိတ်ုံမှာဆိုလို့ရှိရင်ဒါမျိုးပုတ်လုံးတိုင်းကိုလည်းဒီဇိုင်းအမျိုးမျိုးနဲ့ထုတ်လုပ်တဲ့ပစ္စည်းတွေလည်းရှိပါတယ်။ကြံကင်းတုံးတွေကိုလည်း CSC နီးပညာနဲ့လည်းပေါင်းစပ်ပြီးတော့ထုတ်လုပ်ထားတာတွေရှိပါတယ်။နီးပြီးတော့စက်ယုံမှာလည်းလာရောက်လေ့လာလို့လည်းရပါတယ်။ဝယ်ယူလို့လည်းရပါတယ်။ယခု ပြထားတဲ့နီးပြီးတော့ဆက်ယုံမှာဆိုလို့ရှိရင်တခြား CSC အုပ်တွေကိုလည်းအများကြီးထုတ်လုပ်ပြီးတော့ရောင်းချနေတာလည်းရှိပါတယ် CSC ထုတ်လုပ်တဲ့နီးပညာနဲ့ပတ်သက်ပြီးတော့နီးပြီးတော့အနီးအနားမှာရှိတဲ့လုပ်ငန်းရှင်တွေတော့၎င်းကြည့်ကျင်တဲ့လူတွေရှိတော့၎င်းတက်ချင်တဲ့လူတွေရှိတော့လာဆက်ယုံမှာလာရောက်ပြီးတော့လေးလာလို့ရပါတယ်။လိပ်စာပါအတိုင်းလာရောက်လေးလာလို့လည်းရပါတယ်။အဆောက်အဦတွေစောက်ရည်တော့၎င်း ဟိုတယ်ဒီအိမ်ကြီးစောက်ရီတော်၎င်းလိုအပ်ခဲ့တဲ့ကျန်းကင်းလုံးတွေတော်၎င်းခြံစည်းရိုးကာမာကိုလိုအပ်တဲ့အုပ်တွေတော်၎င်းပရီကက်အပြားတွေလိုအပ်ခြင်းတော်၎င်းနီးပြည်တော်မှာလည်းစက်ယုံကြီးတွေကနေပြီးတော့ထုတ်လုပ်ရောင်းချနေပါတယ်လိုအပ်တဲ့နီးပညာနဲ့စက်ပစ္စည်းများအကူအညီလိုအပ်ပါကနီးပြည်တော် ိစာအတိုင်းလာရောက်ပြီးဆက်သွယ်ပြီးတော့မြည်မြန်းလို့လည်းရပါတယ်ဝယ်ယူလို့လည်းရပါတယ်စုံစမ်းလို့လည်းရပါတယ်ယခုမြင်တွေ့ရတဲ့လိစာကတော့နေပြီးတော့လိစာဖြစ်ပါတယ်တခြားမြို့တွေဖြစ်တဲ့မန္တလေးမြို့ပေါ်မှာလည်းယခုလိစာပါကတ်အတိုင်းဝယ်ယူလို့လည်းရပါတယ်မီးမြန်းလို့လည်းရပါတယ်အုတ်ဈေးနှုန်းတွေကတော့ဒေတာကွာသွားပြီးတော့တက်ဈေးကြဈေးကတော့ပုံမှန်အတိုင်းရှိမနေပါဘူးဘာလို့လဲဆိုတော့ဘီလက်မြေ တက်ဈေးတက်ရင်အုပ်စည်းလေးနည်းနည်းလေးလိုက်တက်ပါတယ်တခြားအုပ်တွေကိုလည်းလိလာဝယ်ယူလို့ရပါတယ် CSC အုပ်ကဆိုလို့ရှိရင်တခါတည်းတနေ့တည်းဆယ်ပီပတ်လေတခြင်းကို အမြင်ကြီးကိုဓာတ်ရိုက်ချောလို့လည်းရပါတယ်ဓာတ်ရိုက်စီလို့လည်းရပါတယ်အဲ့လို CSC အုပ်တွေစီတဲ့နေရာမှာ ချောတဲ့နေရာမှာဘီးလက်မြေကော့ကိုတုံးရင်ပူရမြ мян ဆန်းဆန်းပြီးမြောက်နိုင်ပါတယ်မန္တလေးမြို့နဲ့ တော်၎င်းတခြားမြို့တွေမှာဆိုလို့ရှိရင်တောင်ကြီးမြို့အနီးပတ်ဝန်းကျင်မှာလည်းတက်လန်းကတည်းပြီးတော့ CSC လိုအပ်ချက်တွေကိုတစ်ဖက်တလန်းကတည်းဖြည့်ဆည်းပေးနေတာတွေလည်းရှိပါတယ်တောင်ကြီးမြို့ပေါ်မှာလည်း CSC အုပ်တွေကိုရရှိဝယ်ယူနိုင်ပါတယ်ခင်ဗျာ CSC အုပ်စီတဲ့နေရာမှာဆိုလို့ရှိရင်ဒါကတော့ချောတဲ့ကော်ပါဒီလိုချောတဲ့ကော်ဟာဆိုလို့ရှိရင်ရေပဲရိုးရပါတယ် ချောတဲ့နေရာမှာအသားအထူကြီးချောเสียရမလိုပါဘူးပါပါလေးနဲ့လည်းလုပ်ငန်းပြီးမြောက်နိုင်ပါတယ်ဒီကော်မျိုးအစားအတိုင်းပဲစီတဲ့ကော်လည်းရရှိနိုင်ပါတယ်ဒီစီရဲ့ကော်ဟာဆိုလို့ရှိရင်ဆယ်ပေပတ်လေတခြင်းကိုတအိတ်ကိုတခြင်းခွဲတိစီလို့ရပါတယ်တာမန်ဘီလက်မီစီလို့ရှိရင်13အချိုးနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကနှလုံးတော့ပဲစီလို့ရပါတယ်ကော်နဲ့စီလို့ရှိရင်အမြင်ကြီးကိုထောက်လျှောက်စီလို့ရပါတယ်ဒီလို CSC ထုတ်လုပ်တဲ့နေရာမှာ ဖုန်းအမြုပ်ဆေးရည်နဲ့ဆက်နဲ့ထုတ်ပြီးတော့အုတ်တွေကိုထုတ်လုပ်နိုင်ပါတယ်ဒီဖုန်းမြုပ်ဆေးရည်အပါဝင်မာရယ်ဆေးတွေလည်းထည့်ပြီးတော့တုံးလို့ရပါတယ်လူမာရယ်ဆေးတွေထည့်လိုက်မယ်ဆိုရင်အုတ်တွေကပူပြီးတော့မာကျော်ခိုင်ခန့်နိုင်ပါတယ်တချို့လုပ်ငန်းရှင်တွေကတော့မာရယ်ဆေးတွေလည်းတုံးကြတယ်တချို့လူတွေကမာရယ်ဆေးတွေလည်းမတုံးကြပါဘူးမတုံးတာနဲ့တုံးတာနဲ့အတူတူပါပဲအုတ်ကဲတဒန်းတွေပိုကြီးကောင်းမယ် quality ပိုကောင်းခြင်းနဲ့ဆိုရင်မာရယ်ဆေးတွေကိုဖြည့်ပြီးတော့ ုံးလို့လည်းရပါတယ်ယခုမြင်တွေ့ရတဲ့ပုံကတော့ CSC အုပ်ထုတ်လို့ရမှာလိုအပ်တဲ့ဖုန်းအမြုပ်ရောင်းချတဲ့လိပ်စာနဲ့ဖုန်းနံပါတ်တွေဖြစ်ပါတယ်ဒီဆေးတွေကို Tiger Supply မှာနေမယ်ဝယ်ယူလို့ရပါတယ်ဒါကတော့လုပ်ငန်းရှင်တွေအတွက်ဖြစ်ပါတယ်ယခုမြင်တွေ့ရတဲ့ပုံကတော့မြဝတီမြို့မှာရှိတဲ့လင်းဘလောက်စက်ယုံရဲ့လိပ်စာလေးဖြစ်ပါတယ်လင်းဘလောက်စက်ယုံမှာဆိုရင်လည်း CSC အုပ်တွေတော့၎င်းတခြား ြံခင်တုံးတွေတော့၎င်းပုတ်လုံးတိုင်တွေတော့၎င်းဟိုတယ်တွေမှာလိုအပ်တဲ့ပန်းအိုးတွေပန်းကြံတွေမှာလိုအပ်တဲ့ပန်းအိုးတွေခုံတွေတော့၎င်းလုပ်ငန်းတော်တော်များများကိုလင်းဘလောက်ကတည်းကပြီးတော့စနစ်တကျတဲ့ထုတ်လုပ်နေတာကြီးလက်ရှိပါတယ်မြဝတီမြို့ပေါ်မှာလည်းဝင်ရောက်လေ့လာလို့လည်းရပါတယ်သူထံမှာဆိုလို့ရှိရင် CSC ဥက္ကေ quality ကောင်းကောင်း ရေပေါ်တဲ့အဆင့်လောက်ထိကို သူက ထုတ်လို့ရောင်းချနေတဲ့ quality အမျိုးမျိုးကိုဈေးမျိုးမျိုးနဲ့ရောင်းချနေတာလည်းရှိပါတယ်။သူထံမှာဆိုလို့ရှိရင် quality product ကိုသူကထုတ်လို့တဲ့အတွက်ကြောင့်စယုံအကြီးကြီးလည်းဖြစ်တဲ့အတွက်ကြောင့်လူကြီးမင်းတို့လိုအပ်တဲ့အုတ်တွေအုတ်ဆိုင်တွေလိုအပ်တဲ့အမျိုးအစားနဲ့လိုအပ်တဲ့အရေအတွေးလိုအပ်တဲ့ အရေးအတွက်ကိုလည်းများများဆဆရနိုင်ပါတယ်ဒီ link block ကတော့မြောက်ဝတီမြို့ပေါ်မှာတည်ရှိပါတယ်တူတကြောင်မြောက်ဝတီမြို့ပေါ်မှာအုတ်ဒီလိုအပ်ခဲ့လို့ရှိရင်လည်း link block ကိုဆက်သွယ်ရဝယ်ယူနိုင်ပါတယ်လာရောက်လည်းလေ့လာလို့ရပါတယ် link block ရဲ့လိပ်စာနဲ့ဖုန်းနံပါတ်တွေကတော့ဒီ pamphlet လေးမှာပါတဲ့လိပ်စာအတိုင်းဆက်သွယ်ရဝယ်ယူနိုင်ပါတယ် link block ကဆိုလို့ရှိရင်လည်းဝိပေါ်အုတ်တော်၎င်းရေပေါ်အုတ်တော်၎င်းတိတ်တီးစာ1200နဲ့ ထုတ်လုပ်ထားတဲ့အဆင့်အတန်းမှီတဲ့အုပ်တွေကိုလည်းသူ့လင်းဘလောက်စက်ရုံကနေနေ့စဉ်နဲ့အမျှထုတ်လုပ်နေပါတယ်တခြား product တွေဖြစ်တဲ့လီပေါက်ကွက်တွေလည်းသူကထုတ်လုပ်ပါတယ်လီပေါက်ကွက်တွေလိုမှလည်း quality အမျိုးမျိုးထုတ်လုပ်ပါတယ်တခြား product တွေမှာဆိုရင်လည်းလင်းဘလောက်ကလက်ရတီတီတက်တက်နဲ့ထုတ်လုပ်တဲ့အများကြီးထုတ်လုပ်တဲ့စက်ရုံတစ်ခုလည်းဖြစ်ပါတယ်စက်ရုံကိုလာရောက်ပြီးတော့လေ့လာလို့လည်းရပါတယ် လင်းဘလောက်ကထုတ်လုပ်တဲ့လီပေါက်ကွက်ဒီကားဆိုလို့ရှိရင်ခိုင်ခန့်ပြီးတော့မာကျောတဲ့အတွက်ကြောင့်ဈေးကွက်အရာရောင်းတန်းဝင်နေတဲ့ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်လင်းဘလောက်မှာဆိုလို့ရှိရင်တခြားလိုအပ်တဲ့ဆက်ယုံလုံးယုံတွေမှာလိုအပ်တဲ့ပန်းဦးတီတော်၎င်းဟိုတယ်တွေမှာလိုအပ်တဲ့ပန်းဦးတီတော်၎င်းအလှဆိုင်ရာပစ္စည်းတို့၎င်းပန်းချန်တွေမှာတုံးတဲ့ပစ္စည်းတွေလည်းသူ့ရဲ့ဆက်ယုံမှာထုတ်လုပ်ရောင်းချနေတာရှိပါတယ်လင်းဘလောက်ဆက်ယုံမှာလည်းအုပ်လုပ်နေတဲ့ system တွေကိုလာရောက်လေ့လာလို့လည်းရပါတယ်လာရောက်တင်ယူလို့လည်းရပါတယ်သူ့ရဲ့စက်ရုံမှာဆိုလို့ရှိရင်နေ့စဉ်နဲ့အမျှ CSC concrete block တွေကိုအရေးအသွေးမှီမှီနဲ့အဆင့်တန်းမြင့်မြင့်နဲ့ထုတ်ယူနေတဲ့စက်ရုံတရုံလည်းဖြစ်ပါတယ်မြန်မာပြည်မှာဆိုလို့ရှိရင်သူက CSC concrete အတုံးတွေကိုကတ်တင်စနစ်နဲ့ဖြတ်နေတဲ့စနစ်တွေလည်းထည့်သွင်းတိဆောက်ထားတဲ့အကြောင်းသူ့စက်ရုံကတော်တော်လေးလည်းကြီးမားပါတယ်လာရောက်လည်းလေ့လာလို့ရပါတယ်အုတ်တီရဲ့ quality ကို မိမိကိုယ်တိုင်စမ်းတက်ပြီးတော့ဝယ်ယူလို့လည်းရပါတယ်အားလုံးကိုလည်းအုတ်ဒီလာရောက်ဝယ်ယူဖို့အတွက်ဖိတ်ခေါ်ပါတယ်လင်းဘလောက်ကဆိုလို့ရှိရင်မြောက်ဝီမြို့ပေါ်မှာတည်ရှိတဲ့စိတ်ယုံတယုံဖြစ်ပါတယ်တို့တကြောင် CSC အုတ်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ရဲ့ Facebook page မှာတော့၎င်း YouTube စာမျက်နှာပေါ်မှာတော့၎င်းလိပ်စာအတိုင်းမြင်းမြန်းလို့လည်းရပါတယ်စက်ပစ္စည်းအကူအညီတွေလိုအပ်ပါကကျွန်တော်ကနေပြီးတော့ အလုံးစုံကိုကျွန်တော်ကရှင်းပြပေးနိုင်ပါတယ်သင်ပြပေးနိုင်ပါတယ်တခြားစက်ယုံဒီမှာလည်းလေ့လာလို့လည်းရပါတယ်မန္တလေးမြို့အနီးမှာဆိုလို့ရှိရင်စခိုင်းမြို့ပေါ်မှာရှိတဲ့စက်ယုံမှာလည်းတွားရောက်လေ့လာလို့ရပါတယ်မန္တလေးအနီးမှာဆိုရင်စခိုင်းမြို့ပေါ်မှာစက်ယုံတယုံရှိပါတယ်လေ့လာလို့ရပါတယ်ရန်ကုန်မြို့နဲ့အနီးမှာဆိုရင်ရန်ကုန်မြို့နွယ်ကွေးစံပြကျွေးရမှာရှိတဲ့တုံးတုံးလုံးအုတ်စက်ယုံမှာဝင်ရောက်လေ့လာလို့လည်းရပါတယ်ဒါကတော့လင်းဘလောက်ကထုတ်လုပ်ပြီးတော့ရောင်းချနေတဲ့အုတ် များရဲ့ဓာတ်ပုံတွေပဲဖြစ်ပါတယ်။သူတို့ကြောင့် CAC အုပ်ကို စနစ်တကျလိလာခြင်းတော့၎င်းဝေယူခြင်းတော့၎င်းသုံးဆွဲခြင်းတော့၎င်းကျွန်တော်ကိုလိစာနဲ့တကွာဓာတ်ပုံလေးတွေပေးပို့ပေးလို့ရှိရင်ကျွန်တော်ကတွေပြီးတော့ကျွန်တော်ရဲ့သမင်းနာကားတွေပြောကြုံညာပေးပါမယ်။လူကြီးမင်းတို့လည်းနီးစက်ရမြို့တွေမှာဒီလိုမျိုး quality ကောင်းကောင်းနဲ့ပစ္စည်းတွေကိုထုတ်လုပ်နိုင်ကြပါစေလို့ကျွန်တော်ကစုမွန်တောင်း ပေးအပ်ပါတယ်အားလုံးလည်းဘေးရန်ကင်းပြီးတော့ကုန်ထုတ်စွမ်းအားတွေလည်းမြင့်တက်တဲ့စိတ်ယုံကြီးဖြစ်ကြပါလေလို့ဆုမွန်ကောင်းရပါတယ်ခင်ဗျာဒီဟာကတော့ link block ကတွေထုတ်လို့တဲ့ကြံခင်တုံးတွေဖြစ်ပါတယ်ဒီကြံခင်တုံးတွေကမာကျောတဲ့အဆင့်တွေကောင်းကောင်းရရှိနိုင်ပါတယ်ဆေး quality ကိုလည်းကောင်းကောင်းသုံးထားတဲ့တကြောင် link block ကထုတ်လို့တဲ့ကြံခင်တုံးတွေကတော့တော်တော်လေးအဆင့်အမြင့်ကောင်းမွန်တဲ့ပစ္စည်းတွေဖြစ်ပါတယ်ဒီရေပေါ်အုပ်တွေကိုလည်း CSC link block ကနေပြီးတော့ထုတ်လုပ်ထားတဲ့ product စီကလည်းတော်တော်လေးကောင်းပါတယ်တချို့ hotel တွေမှာဆိုလို့ပန်းချန်တွေမှာတုံးတဲ့ပန်းအိုးတွေကိုလည်းကောင်းမွန်တဲ့အရည်သူတွေနဲ့ link block ကထုတ်ယူနေတာတွေလည်းမြင့်မြင့်ကိုတွေမြင်နိုင်ပါတယ်ဝယ်ယူလို့လည်းရနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဒီခုမြင်တွေ့ရတာကတော့ ပန်းအိုးမူတွေနဲ့ထုတ်ထားတဲ့ပန်းအိုးလေးတွေဖြစ်ပါတယ်ဒီပန်းအိုးတွေကိုဟိုတယ်လုပ်ငန်းရှင်တွေလည်းသုံးကြပါတယ်တချို့မိမိခြံဝင်းထဲမှာရှိတဲ့အပင်ကြီးစိုက်ဖို့အတွက်လည်းဝယ်ယူသုံးဆွဲကြပါတယ်တချို့လုပ်ငန်းတွေရှင်တွေကဆိုလို့ရှိရင်ကွန်ကရစ်ပန်းအိုးတွေလည်းသုံးကြပါတယ် CNC ပန်းအိုးတွေလည်းသုံးကြပါတယ်လင်းဘလော့ကထုတ်လုပ်တဲ့ခြံစည်းအိုးပြားတွေကလည်းကျွန်တော်နိုင်ငံသားတွေမှာယူတင်နေပြီးတော့မူတွေနဲ့ထုတ်လုပ်ထားတဲ့ခြံစည်းဥပြားတွေဖြစ်ပါတယ်ဒီလိုခြံစည်းဥပြားတွေ အချင်းနေဆိုလို့ရှိရင်လေလုပ်ငန်းရှင်တွေအနည်းနဲ့ဒီလိုလုပ်ငန်းတွေမှာဘလောက်ကုန်ကြသလဲဘယ်နှကျင်းလောင်းလို့ရှိရင်ဘလောက်ကုန်သလဲဘယ်နှကျင်းခင်းလို့ရှိရင်ဘလောက်ကုန်သလဲကအစလုပ်ငန်းရှင်ကတွေပြီးတော့တွက်ချက်ပြီးတော့ကိုယ်တိုင်ကိုကြရှင်းပြပေးနိုင်ပါတယ်သူရဲ့ quality မြင့်တဲ့ပစ္စည်းတွေကို နေရာဒေသအတီးတီးလိုက်ဈေးနှုန်းတွေကတော့အတက်ကြွာချနိုင်ပါတယ်ခင်ဗျာ ီလိုအုတ်ဒီစီတဲ့နေရာမှာတုံးနဲ့ဘီလက်မြီကွာဆိုလို့ရှင်ရန်ကုန်ကထုတ်တာကြီးလည်းရှိပါတယ်မန္တလေးကထုတ်တာကြီးလည်းရှိပါတယ်ယခုထုတ်မြင်တွေ့ရတဲ့ပုံကတော့ထိုင်းနိုင်ငံကထုတ်လဲမီယောင်းစိတ်ကော်နဲ့လည်းစီလိုလေရပါတယ်ဒီကကတော့ကြွေပြားတွေကတ်တဲ့ကော်ပါဒီကော်တွေကတော့တာမန်ကျွန်တော်တို့ဗမာပြည်ကထုတ်တဲ့ကော်တွေတဲ့ဈေးနှုန်းအဖြစ်နည်းနည်းလေးမြင့်ပါတယ်ဗမာပြည်ကထုတ်တဲ့ကော်တွေကတော့နိုင်ငံခြားကလာတဲ့ကော်တွေတဲ့ဈေးနှုန်းလေးနည်းနည်းတက်တာနိုင်ပါတယ်ဒီမြင်တွေ့ရတဲ့ကော်ကတော့ green ဒစိမ့်နဲ့ထုတ်ထားတဲ့ဗီလက်မြီကော်ဖြစ်ပါတယ်ဒီကော်ကိုလည်းကျွန်တော်တို့သုံးဆွဲလို့ရပါတယ်ကော်အမျိုးအစားပေါ်လိုက်ပြီးတော့ဇီနုံလည်းကွာချနိုင်ပါတယ်ဗီလက်မြီကော်ကိုစီလို့လည်းရပါတယ်ယူယိုတာမန်13အချိုးနဲ့လည်း CSC အုပ်ကိုစီလို့ရလည်းရပါတယ်တခြားစီတဲ့နီးပညာတွေကို စီပုံစီနီးကိုလည်းကျွန်တော်ရဲ့တခြားဗီဒီယိုတွေမှာ ော်ပြထားတာတွေရှိပါတယ်အားလုံးကိုလိလာလို့လည်းရပါတယ်ဝယ်ယူလို့လည်းရပါတယ်မိမိကိုယ်တိုင်အမြုပ်ဆက်တွေဝယ်ယူပြီးတော့ဒီလိုနံရံတွေကိုဓာတ်ရိုက်သွန်းလောင်းတဲ့စနစ်တွေကိုလည်းလုပ်ယူလို့လည်းရပါတယ်တချို့အိမ်ပိုင်ရှင်တွေကဆိုလို့ရှိရင်အုတ်တွေလည်းမစီတော့ဘူးအချိန်ကုန်တက်တာအောင်မိမိကိုယ်တိုင်အမြုပ်ဆက်တွေဝယ်တဲ့မိမိမှာလက်ငုံလင်းရှိတဲ့ပွေဆက်တွေလီမုတ်ဆက်တွေနဲ့တုံးပြီးတော့ဤပညာကိုတင်ယူတယ်တင်ယူပြီးတော့မိမိအိမ်ကိုမိမိကိုယ်တိုင် လောင်းယူတဲ့စနစ်တွေနဲ့သူတို့ကလောင်းယူကြတယ်အဲ့လိုလောင်းယူလိုက်ရင်ဘာတွေတက်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့စေးဒါတိုက်တုတ်လို့ရတယ်အုတ်တွေမစီရတဲ့အတွက်ကြောင့်ပယံစီကတွေတက်တာသွားမယ်ချိုးတဲ့ဇီးိတ်တွေတက်တာသွားမယ်တချို့တွေကကြမ်းကင်းတွေကိုကွန်ကရစ်တွေမလောင်းတော့ဘူးကြမ်းကင်းတွေကိုပန်တွေလည်းမထည့်တော့ဘူးကြောက်တွေမပါတဲ့ CSC နဲ့လောင်းကြပါတယ် CSC လောင်းတဲ့အရေးအသွေးကတော့၄လက်မ၅လက်မ၈လက်မ၁၀လက်မ ထူးအမျိုးမျိုးစိတ်ကြိုက်လောင်းလူတွေရပါတယ်ဒါမျိုးအမြုပ်ဆက်တွေဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့လိပ်စာအတိုင်းတယ်လီဖုန်းနံပါတ်တွေတော့၎င်းချိတ်ဆက်ပြီးတော့ဝယ်ယူလို့လည်းရပါတယ်ကျွန်တော်ရဲ့တင်တန်းမှာဆိုလို့ရှိရင်လည်းအခါလေးရောဆိုတင်တန်းတွေကိုရေပေါ်ဦးတင်တန်းတွေကိုတင်ကြားပို့ချပေးလျက်ရှိပါတယ်အနေနဲ့ရက်ရက်ကလည်းအချိန်နဲ့အားလျော်စွာတင်တန်းတွေဖွင့်ရင်လာရောက်ပြီးတော့တင်ကြားကြတဲ့လူတွေတော်တော်များများတက်ရောက်တက်တက်မြောက်ပြီးသားလည်းရှိကြပါတယ်အချို့လူတွေက ရန်ကုန်မြို့ပေါ်မှာကျွန်တော်တို့ဖွင့်တဲ့တင်တန်းတွေကိုလာတက်နိုင်တာရှိတယ်တချို့တွေဆိုရင်နေမြို့တွေမှာရှိတဲ့နီးစက်ရာအုပ်စက်ယုံတွေမှာဝင်ရောက်လိလာလို့လည်းအဆက်အသွယ်ကြီးလည်းရရှိနိုင်ပါတယ်တချို့တွေနေဝေးရမလာနိုင်လို့ရှိရင်လည်းကျွန်တော်ကိုချိတ်ဆက်ပါဖုန်းဆက်ပါကျွန်တော်နီးစက်တဲ့စက်ယုံတွေကိုကျွန်တော်ချိတ်ဆက်ပြီးတော့ဆက်သွယ်ပေးပါမယ်နီးစက်ရာစက်ယုံတွေမှာတင်ယူခြင်းလို့လည်းရပါတယ် မိမိတင်ယူထားတာတွေကိုလည်းစပစ်စီအကူအညီတော်၎င်းဤပညာအကူအညီတော်၎င်းလိုအပ်လို့ချင်းလည်းဖုံးဆက်ပြီးတော့မိ мян လို့လည်းရပါတယ်အကူအညီတွေလည်းလှမ်းပြီးတော့ယူလို့ရပါတယ်ကျွန်တော်ရဲ့တင်နန်းကိုလည်းမကြမကြဖွင့်ပေးနေတော်တဲ့ကြောင့်တင်နန်းကိုအခမဲ့လာရောက်တင်ကြားလို့လည်းရပါတယ်အဝေးကတွေလှမ်းပြီးတော့လည်းမေးလို့လည်းရပါတယ်ဤပညာအတွက်အရာရာအားလုံးကိုကျွန်တော်ကအခမဲ့တင်ကြားပေးနေတဲ့ညှဝေပေးနေတဲ့တင်နန်းတစ်ခုလည်းဖြစ်ပါတယ်တချို့လုပ်ငန်း ရှင်တွေကမြေဝေးမှာရှိတယ်ဒါကြောင့်မလာနိုင်ဘူးမလာနိုင်တော့နီးစပ်ရစိတ်ယုံနေမှာလဲတွားရောက်လေးလာပြီးတော့တင်ယူလို့လည်းရပါတယ်ကျွန်တော်ကတော့ဒီလိုနီးပညာတွေကိုမျှဝေပေးနေတဲ့အမြအမြုပ်ဆက်တွေကိုလည်းလုပ်ငန်းရှင်တွေလူအပ်တမျှကိုကျွန်တော်ကထုတ်လုပ်ဖန်တီးထုတ်လုပ်ပြီးတော့ရောင်းချပေးနေပါတယ်နီးပညာတွေကိုလည်းမျှဝေပေးနေပါတယ်ဒီပုံမှာမြင်တွေ့ကြတာတွေကတော့လုပ်ငန်းရှင်တွေကသူတို့ရဲ့ service တန်တွေကိုကိုယ်တိုင်စီပြီးတော့ကိုယ်တိုင်ချိုးပြီးတော့အသုံးပြုဖို့အတွက် လုံဆွဲထားတာဖြစ်ပါတယ်ဒီနိုင်ငံတွေကတော့ပိုင်ရှင်ကိုယ်တိုင်တိဆောက်တဲ့အိမ်တွေမှာကျွန်တော်တို့ CSC အုပ်ကိုမစီတော့ဘူးဓာတ်ရိုက်တွန်းလောင်းတဲ့စနစ်တွေနဲ့တို့ကနိုင်ငံတွေကိုတွန်းလောင်းရင်အဖို့ခါတွေတော်တက်တာသွားပါတယ်ဂျန်ကင်းတွေမှာတုံးကျင်နေဆိုလို့ရှိရင်လည်းဒီလိုဒကင်းရှိဒီပေါ်မှာခင်းမဲ့တန်ဒီစီမဲ့ CSC ပျော်ရည်တွေကိုလေးလမငါးလမ၆လမစိုက်နှစ်တရာဒုကိုလောင်းယူလို့လည်းရပါတယ်လောင်းမယူခြင်းဘူး အုတ်တွေကိုဒါမျိုးစီလို့လည်းရပါတယ်နယံတွေကိုလွယ်ကူတဲ့စနစ်တွေရိုးရှင်းတဲ့စနစ်တွေနဲ့စီလို့ရပါတယ်ဒီလိုစီခြင်းအားဖြင့်တာမန်အုတ်တွေတဲ့ကိုကုံကြစီတွေတက်တာနိုင်ပါတယ်အချမ်းမြင်းအားဖြင့်တော့ကုံကြစီတွေကိုကျွန်တော်ပြပြပေးထားပါတယ်ယခုခေတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့လက်အုတ်တွေကဆိုလို့ရှိရင်ဈေးလည်းနည်းနည်းမြင့်လာပြီ CSC အုတ်တွေကိုနေရာဒေသအသီးအသီးမှာ ခါအားလေတော့သူတို့တွေပြောင်းလဲပြီးတော့သုံးဆွဲနေတာလည်းရှိပါတယ်။တခြားလိုအပ်တဲ့နီးပညာနဲ့တော့၎င်းစက်ပစ္စည်းအကူအညီတော့၎င်းလိုအပ်ခဲ့လို့ရှိရင်ကျွန်တော်ကိုလှမ်းယူပြီးတော့မေးမြန်းလို့လည်းရပါတယ်။နီးပညာတွေကိုပံ့ပိုးပေးလျက်ရှိပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ယခုမြင်တွေ့ရတဲ့ပုံကတော့ချမ်ပန်ရှင်တယောက်ကကျွန်တော်ရှိကအမြုပ်ဆက်ကိုဝယ်သွားတယ်။သူကိုယ်တိုင်ပရီကက်ပြားတွေကိုအလုပ်သမားတွေနဲ့ ထုတ်လုပ်ပြီးတော့သူကိုယ်တိုင်ခြံကို သူ့ဘာသူကပါတယ်ဒီလိုကုံကြစည်းိတ်ကိုရှော့ချဖို့အတွက်မိမိကိုယ်တိုင်လုပ်ယူလွယ်လွယ်ရပါတယ်တချို့တွေကအမြုပ်ဆက်တစ်လုံးပဲဝယ်တယ်ခြံစည်းိုးတွေတော့၎င်းအိမ်ဆောက်ရည်တော့၎င်းမိမိကိုယ်တိုင်ဖန်တီးကျင်လို့ရှိရင်လည်းကျွန်တော်ကားတွေပြီးတော့ကတ်ဆွမ်းသမျှအကူအညီတွေပေးနေပါတယ်ဒါကတော့လုပ်ငန်းရှင်တအူးကသူ့ရဲ့အိမ်ခြံဝင်းလေးကိုအမြုပ်ဆက်လေးတစ်လုံးဝယ်ပြီးတော့ သူကိုယ်တိုင်တိဆောက်ထားတဲ့အိမ်လေးဖြစ်ပါတယ်ဒီလိုမျိုးကိုယ်တိုင်ကိုကြဖန်တီးလို့လည်းရပါတယ်ဘာရီလိုအပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့အမြုံထုတ်တဲ့အမြုံထုတ်ဆက်လေးတစ်လုံးလိုမယ်လေမှုတ်ဆက်လေးတစ်လုံးလိုမယ်မှုဆက်ကလေးတစ်လုံးလိုပဲတနိုင်တစ်ပိုင်းလှုပ်ချင်တဲ့လူတွေအတွက်ဘာမှမလိုအပ်ပါဘူးအမြုံဆက်တစ်လုံးရှိလို့ရှိရင်ကြံတဲ့ပစ္စည်းလေးတွေက နေနေနေရင်စုလို့လည်းရပါတယ်ဒါမျိုးဓာတ်ရိုက်သုံးလုံးတဲ့စနစ်ကအလွန်ပဲတက်တာနိုင်ပါတယ်တခြားမူတွေအုပ်မူတွေယူတဲ့လုပ်ငန်းရှင်တွေရှိလို့ရှင်လည်းကျွန်တော်ကိုဆက်သွယ်ပြီးတော့မီးမြန်းလို့ရပါတယ်ကျွန်တော်ပုံကြီးပံ့ပိုးပေးပါမယ်တခြားစိတ်ယုံအကြီးကြီးတွေတိစောက်ခြင်းနဲ့ဆိုလို့ရှင်လည်းလိုအပ်တဲ့စက်ပစ္စည်းနည်းပညာတွေကျွန်တော် မျှဝေပေးပါမယ်ပံ့ပိုးပေးပါမယ်ကျွန်တော်ရဲ့လိပ်စာအတိုင်းဆက်တွယ်မေးမြန်းဝေယူလို့ရပါတယ် CSC လောကသားတွေကြီးပွားချမ်းသာတုတ်တက်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအတတ်ပညာဆိုတာကိုတက်သည့်နားလေတဲ့ပညာမှတန်ဖိုးရှိတာမဟုတ်ပါဘူးအတတ်ပညာတိုင်းဟာသူ့တန်ဖိုးနဲ့